ဘာမာဂိတ်စပို့စ်ချန်နယ်မှာအကောင်းဆုံးပွဲစနေတင်းကလေးညတိုင်းတင်ဆက်ပေးမယ်ကိုရဲရင်ကိုစိုးဝင်းစောကိုဆက်တို့ရဲ့ The Big Match Show ဒီကိုရောအားလုံးပဲမင်္ဂလာပါခင်ဗျာစနေတင်းကလေးတိုင်းမှာပွဲကြီးပွဲကောင်းတွေကိုတင်ဆက်ပေးနေတဲ့ The Big Match Show ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကတော့အော်တိုဘာလ18ရက်စနေနေ့ည7:00နာရီမှာရှင်ပြိုင်ကစားမဲ့ Fulham နဲ့ Arsenal ရဲ့ပွဲစဉ်ကိုသုံးသက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ပရီးမီးယားလိဂ်မှာချန်ပီယံဖြစ်ဖို့တေချာပြင်ဆင်ထားတဲ့အာဆင်နယ်အနေနဲ့ပြင်ဆင်မှုရဲ့အားသာချက်တွေကိုခံစားနေရပြီလို့တော့ပထမဦးဆုံးသုံးသပ်ချင်ပါတယ်။နွေရာသီကစားသမားပြောင်းရွှေ့ဈေးကွက်အတွင်းမှာအာဆင်နယ်ဟာကစားသမားအင်အားတောင့်တင်းအောင်အားဖြည့်ခဲ့တာကြောင့်အသင်းကောင်းဆောင်အိုဒီကက်နဲ့အတူအဓိကကစားသမားတွေတန်ရာရခဲ့တာတော့မှခြေစွမ်းကနေရိုက်မသွားဘဲနဲ့အမက်ပေးစရာထိတ်ဆုံးအထိကိုရောက်လာနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့300ဒီဇက်တိုက်ဒုတိယနဲ့ကျင်းတဲ့ခက်ရတာဟာ ကစားသမားတောင့်တင်းတဲ့အပိုင်းမှာအားနည်းချက်ရှိလို့ဆိုတာကိုနီးပြအာတေတာရောအတင်းတာဝန်ရှိသူတွေပါလက်ခံပြီးပြင်ဆင်ခဲ့တဲ့အကျိုးကိုအခုလက်ရှိတော့အာဆင်နယ်ကခံစားနေရတာဖြစ်ပါတယ်တစ်ဖက်မှာအဓိကပြိုင်ဘက်လီဗာပူးကကိုနာတင်းနဲ့ဂရာဗင်ဘတ်တို့မပါပဲမယူကိုရင်ဆိုင်ရမယ့်အနေအထားဖြစ်နေတာကြောင့်ဒီပွဲကိုအာဆင်နယ်သုံးမဲ့ရဖို့ပြတ်မှတ်ထားမှာတော့တေချာပါတယ်ဖူဟမ်ကခြေစွမ်းပိုင်းမစိုးဘူးဆိုပေမဲ့တိုက်စစ်ပိုင်းကပြီးခဲ့တဲ့ရာသီတုန်းကနဲ့ရှင်ကြည့်ရင်ဂိုးသွင်းအားကျနေတာကိုလည်းတွေ့ထားရတယ် ဒါကြောင့်မလို့ဒီပွဲမှာအဓိကတိုက်စစ်မှုရာဥဂျီမီနက်စ်ပါဖို့မသေးချပါဘူးရာဥဂျီမီနက်စ်မပါဘူးဆိုရင်ဖူဟမ်တိုက်စစ်ကအာဆင်နယ်ရဲ့တောင့်တင်းတဲ့ခံစစ်ကိုဂိုးရဖို့အတွက်ဖြစ်နိုင်ချေအင်မတန်နည်းနေမှာကိုလည်းသိထားရပါတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဝိုင်းအားကစား analysis ဖြစ်တဲ့ကိုစိုးဝင်းစော်ရဲ့အုံသက်ချက်ကိုပထမဦးဆုံးတင်ဆက်ပေးပါမယ်ကိုစိုးဝင်းစော်ရဲ့မင်္ဂလာပါခင်ဗျာအာဆင်နယ်နဲ့ဖူဟမ်ရဲ့ပွဲနဲ့ပတ်သက်ပြီးအခုရဲ့အုံသက်ချက်ကလေးကိုကျွန်တော်တို့ကိုမျှဝေပေးပါဦး ဟိုအန်တင်းကတော့လက်ရှိပွဲစဉ်9ပွဲကစားပြီးမှရမှတ်10မှတ်နဲ့အမှတ်ပေးစရာရဲ့အဆင့်14နေရာမှာရှိနေတယ်။သူတို့ရထားတဲ့ရမှတ်10မှတ်ထဲမှာ9မှတ်က Graven Cottage မှာကြာယူထားခဲ့တယ်ဆိုတော့ဒီနေ့မှာ Arsenal အနေနဲ့ Graven Cottage မှာပြီးခဲ့တဲ့200ဒီဇက်တိုက် နိုင်မရမှုကိုပြန်လည်ခြေဖြတ်နိုင်မလားဆိုတာစောင့်ကြည့်ရမယ့်ပွဲလေးဖြစ်လာတယ်။ Arsenal အနေကတော့ပွဲစဉ်9ပြီးမှအမှတ်ပေးစရာထိတ်ဆုံးနေရာကိုပြန်လည်ရောက်နိုင်ခဲ့ပြီးတော့ Liverpool အနေရဲ့ခြေချော်မှုကိုကောင်းကောင်းအသုံးချပြီးတော့ဒီဟာဒီ Champions ဖြစ်ဖို့အတွက် အလားလာအကောင်းဆုံးအသင်းဖြစ်လဲသတ်မှတ်ခံထားရတယ်ဆိုတော့ဒီနေ့အသင်းနဲ့ပတ်သက်တဲ့ခြေစွမ်းလေးတွေကိုသုံးသပ်ကြည့်ကြပါမယ်။အာဆင်နယ်တင်းကတော့လန်ဒန်ဒါဘီပွဲစဉ်တွေမှာတော်တော်လေးကိုရလက်ကောင်းထားတဲ့အသင်းဖြစ်ပြီးတော့နောက်ဆုံးကစားထားတဲ့18ပွဲမှာတပွဲပဲရှုံးထားခဲ့ပြီးတော့73ပွဲနိုင်4ပွဲတည်ကြလာတယ်။အဲ့ဒီရှုံးပွဲကပြီးခဲ့တဲ့ဖေဖော်ဝါရီမှာဝက်ဆန်တင်းကိုရှုံးထားခဲ့တာဆိုတော့ပြီးခဲ့တဲ့နှစ်ကတော့အာဆင်နယ်တင်းကလန်ဒန်မြို့ကန်အသင်းတွေရဲ့ဒုက္ခပေးမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးတော့ဝက်ဆန်တို့ဖူအန်တို့ခရစ်စတယ်ပဲလေးတို့ဒီလိုအသင်းတွေနဲ့ရလက်တွေမကောင်းခဲ့ပဲနဲ့သူတို့ရဲ့ တိုက်တယ်ကလည်းအစော်ကြီးဆွတ်လုခဲ့ရတယ်ဆိုဒီနေ့မှာတော့အဲ့ဒီအမားတွေကိုဒီပြအာဒီတာနေနဲ့ကောင်းကောင်းသင်ခန်းစာယူပြီးတော့ရှေ့မှာတွေ့ထားတဲ့ပြိုင်ဘက်တွေကိုတော့ကြော်ဖြတ်နိုင်ခဲ့တာကိုတွေ့ရတယ်လန်ဒန်ဒါဘီအဝေးကွင်း18ပွဲမှာလည်းအလားတူပဲ73ပွဲနိုင်4ပွဲတည်ကြထားခဲ့ပြီးတော့တပွဲပဲရှုံးခဲ့တယ်အဲ့ဒီရှုံးပွဲကအခုကစားမဲ့ဖူအန်ကိုရှုံးထားတာဆိုတော့ဒီအချက်ကတော့အာဆင်နယ်နဲ့သတိထားရမယ်အာဆင်နယ်တဲ့ကဂရာဗန်ကော့တေ့ချ်မှာတွားကစားတဲ့200ဇက်တိုက်မနိုင်ထားခဲ့ဘူးတပွဲတည်တပွဲရှုံးထားတယ်ဆိုတော့အာဆင်နယ်နေနဲ့သူတို့အတွက် မထင်မဲ့ပဲဒုက္ခပေးတတ်တဲ့ Graving Gotti မှာဘယ်လိုပုံစံမျိုးနဲ့ဖူအန်သင်းကိုအတားရအောင်ကစားသွားမလဲဆိုတာကတော့စောင့်ကြည့်ရမယ်။ Premier League မှာဒီနေ့သင်းထိတိုက်တွေ့ဆုံထားတဲ့မှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်တော့ဖူအန်သင်းကနောက်ဆုံးတွေ့ထားတဲ့14ပွဲမှာတပွဲပဲအနိုင်ရခဲ့တယ်။၄ပွဲတည်း9ပွဲတိရှုံးခဲ့ပြီးတော့နောက်ဆုံးပွဲ20ဇက်တိုက်အာဆင်နယ်နဲ့ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်တွေမှာတော့ဖူအန်သင်းကဂိုးတွေခွင့်ပြုပေးထားတယ်ဆိုတော့ဒီနေ့မှာလည်းဖူအန်သင်းရဲ့လက်ရှိခံစစ်အနေထားနဲ့ဆိုရင်တော့အာဆင်နယ်ကိုဂိုးတွေပေးရအောင်မယ်လို့ကျွန်တော်တော့ထင်တယ်။ အာဆင်နယ်သင်းကတော့အဖက်ဖက်ကတည်ငြိမ်နေတဲ့အသင်းပြီးခဲ့တဲ့ international break ကြောင့်သူတို့ရဲ့တက်နေတဲ့ return ဘယ်လောက်ထိထိခိုက်သွားမလဲဆိုတဲ့အချက်ကလွဲလို့အာဆင်နယ်မှာတော့ကျန်တဲ့အပိုင်းတွေမှာအများကြီးစိုးရိမ်စရာမရှိဘူးလို့ထင်တယ်။အနည်းဆုံးပြိုင်ဘက် Liverpool အသင်း United နဲ့ရင်ဆိုင်နေရချိန်မှာအာဆင်နယ်နဲ့ဒီပွဲကိုအမှတ်ပြစ်ယူထားဖို့လိုတယ်။လက်ရှိသူတို့ရဲ့ကစားသမားစုဖွဲ့မှု current form ရကြည့်မယ်ဆိုရင်တော့ Fulham ကွင်းမှာ၂ရာသီစက်တိုက်မနိုင်မှုကို ဒီဘက်မှာခြေဖြတ်ပြနိုင်မယ်လို့ထင်တယ်သူတို့ရဲ့ခန်းစစ်ကလည်းအရန်တည်ငြိမ်နေတယ်ဟုတ်ကဲ့တင်းလုံးကလည်းရော်လီကိုဒါစီစီလုံးလုံးနဲ့ရလက်ကောင်းနေယူထားဆိုအာဆင်နယ်နဲ့ဒီဘက်မှာတော့2-0လောက်နဲ့အဝေးဘက်မှာနိုင်သွားမယ်လို့ထင်တယ်ကိုစိုးဝင်းစော်ကတော့ဒီဘက်မှာအာဆင်နယ်က2ဂိုးပြက်လောက်နဲ့အနိုင်ရမယ်လို့သုံးသပ်ခဲ့ပါတယ်အာဆင်နယ်ရဲ့လက်ရှိခြေစွမ်းကချန်ပီယံဖြစ်တဲ့အသင်းလိုလက်ခံရလောက်အောင်ကိုတည်ငြိမ်နေတာပါလက်ရှိပရီးမီးယားလိထိပ်တန်းအသင်းတွေထဲမှာအတည်ငြိမ်ဆုံးလို့ကိုပြောလို့ကိုရတာပါ ဖူဟမ်ရဲ့ Craven Cottage ကွေးမှာအာဆင်နယ်ကရုံးကန်ရတတ်တဲ့အမှတ်တမ်းဆိုးတွေရှိတယ်ဆိုပေမဲ့ဒီတစ်ချိန်အာဆင်နယ်အနေအထားကအဲ့ဒီအမှတ်တမ်းတွေကိုရပ်တန့်ပြစ်လိုက်လောက်တဲ့အနေအထားမှာရှိနေတာပါဖူဟမ်တိုက်စစ်ကအာဆင်နယ်ကိုဂိုးရဖို့ဖြစ်နိုင်ချေတော်တော်နည်းတဲ့အချက်ကိုလည်းအလေးပေးစဉ်းစားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဘာမခိတ်အနေနဲ့လဲကိုစိုးဝင်းစော်လိုပဲဒီဘွဲကအာဆင်နယ်ပဲတစ်ဖက်သက်ဂိုးတွေသွင်းပြီးအနိုင်ရသွားမယ်လို့တုံ့သက်ပေးချင်ပါတယ်ခင်ဗျာ ဒီကိုတော့အားလုံးအတွက်ကျွန်တော်တို့ဘာမကိတ်ကနေပြီးစနေတနင်္ဂနွေတိုင်းမှာတင်ဆက်ပေးနေတဲ့ The Big Match Show အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်ကိုနှစ်သက်တယ်ဆိုရင်ညီကိုတို့က comment လေးတွေပေးထားနိုင်တယ်လို့ကျွန်တော်တို့ရဲ့ video လေးတွေကို like and share လုပ်ပေးခြင်းဖြစ်လေအားပေးနိုင်ပါတယ်ကျွန်တော်တို့ video တွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဘာမကိတ် Sports Channel မှာအကောင်းဆုံးပွဲတွေစနေတနင်္ဂနွေညတိုင်းတင်ဆက်ပေးမယ်ကိုရဲရဲကိုစိုးဝင်းစောကိုဆက်တို့ရဲ့ The Big Match Show